ေစိမပိတ်တယ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဧပြီလ17ရက်တမေစိမ Prime Time မေစိမတရင်အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျွန်တော်ခက်ညွေကတင်ဆက်ပေးသွားမှာပါဒီကနေ့ကြည့်ရှုရမယ့်တရင်တွေကတော့တနင်္လာနေ့မှာတရုတ် drone ပညာရှင်တွေရောက်ရှိနေပြီးတော့စစ်ကောင်စီကိုကူညီနေတယ်လို့ဆိုတဲ့တရင်ငလျင်ဘေးတင့်နေချိန်မှာဒီဇင်ဘာလရွေးကောက်ပွဲလုပ်ဖို့အတွက်ပူးပေါင်းကြဖို့စစ်ကောင်ဆောင်တိုက်တွန်းတဲ့တရင်ပခုတ်ကူမှာ ကားပစ်ခတ်ခံရပြီးစစ်ကောင်စီဗိုလ်မှူးအပါအဝင်နှစ်ဦးသေဆုံးတဲ့တွင်အမေရိကန်ဘောလက်တုပ်ပြန်မှုအစီအစဉ်တွေမချမှတ်ဘူးလို့အာဆီယံစီးပွားရေးဝန်ကြီးတွေပြောတဲ့တွင်အပါအဝင်ဒီကနေ့အတွက်နောက်ဆုံးရရွှေဈေးနဲ့ငွေဈေးကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ ဖရမဆိုးသတင်းသဘုတ်အနေနဲ့တင်းနိုင်မျိုးနယ်ထဲမှာဖြစ်နေတဲ့ဆေးရေးအခြေအနေနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်အခုဆိုတရုတ်ဒရုန်းပညာရှင်တွေစက်ကောင်စီဘက်ကိုလာကူညီပေးနေတယ်လို့သတင်းတွေထွက်နေပါတယ်။ပြည်မျိုးသားအစည်းအရုံးခရင်သူတမဟာလေးပိတ်တဝဲခရိုင်အတွင်းရင်မှုဘရိုဆောအန်နာကသူ့ရဲ့ Facebook မှာဒီအကြောင်းကိုရေးသားထားပါ။ပြောရရင်တော့ April 6ရက်နေ့ကတာလီမြို့မှာအခြေစိုက်ထားတဲ့ချီမန်တရင်ခမာယ9ခွန်တည်းရဲ့ ရှေယန်စကန်ကိုတရုတ်ဒရုန်းပညာရှင်9ယောက်ရောက်လာတယ်လို့ဆိုပါတယ်။သူတို့ကတင်းနိုင်မောတောင်လမ်းပိုင်းမှာစစ်ကောင်စီရဲ့ထိုးစစ်တွေကိုကူညီပေးနေလို့ကော်တူးလေအာမီ KTL ကတိုင်းအရင်းမြစ်ကမျိုးစိမကိုအတီးပြုတ်ပါရယ်။ဒီလမ်းပိုင်းမှာစစ်ကောင်စီနဲ့ KNU ရဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL KTL နဲ့ PDF ပူးပေါင်းတပ်တွေကြားပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလကလေးကတိုက်ပွဲတွေဖြစ်ပွားနေတာပါ။ အဓိကအကြောင်းရင်းကတော့တင်းနိုင်မောတောင်နေဆက်ကုံတော်ရေးလမ်းကြောင်းကိုအပြည့်အဝထိန်းချုပ်ဖို့စစ်ကောင်စီကကြိုးစားနေတာကြောင့်ပါတိုက်ပွဲတွေကအခုဆိုလေးလာနီးပါးရှိလာတာဖြစ်ပြီးတော့စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေဂျုံနေနဲ့ဘုံကျဲတော်ရေလုံနေလို့ကင်းထောက်ဒရုန်းနေနဲ့လည်းနေ့စဉ်နီးပါးပြန်တန်းနေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကမျိုးစိမကိုပြောပါတယ်အဲထဲကမှစိတ်ဝင်စားစရာကတော့စစ်ကောင်စီကဧပြီ၂ရက်နေ့ကနေ၂၂ရက်နေ့ထိ၃ပတ်လောက် ယာယီပြစ်ခတ်တိုက်ခိုက်မှုရက်မဲလို့ကြေညာထားပေမဲ့တင်းနိုင်မျိုးနယ်မှာတော့အခြေအနေကတင်းမာနေတော့မှာဥမာဧပြီလ9ရက်နေ့ကနေနေ့လယ်ပိုင်းမှာတိန်ခွန်ရွာကိုတိုက်လီရင်တဲ့ဘုံကျဲခက်လို့ဧပြီပထမအပတ်မှာလဲတိန်ခွန်ရွာနဲ့မိုင်အနေငယ်ပဲကွာတဲ့ချောင်းနောက်ပြန်ရွာကို2ရက်ဆက်တိုက်လေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်မနေ့ကဆိုရင်လည်းဧပြီ10ရက် ချောင်းနှစ်ပေါက်ရွာဘက်မှာတော်လိုင်းအင်အားစုတွေစစ်ကောင်စီတပ်စခန်းတွေကို drone နဲ့ဘုံကျဲဖို့ပြင်ဆင်နေတာကိုစစ်ကောင်စီက drone နဲ့တံပြန်ဘုံကျဲခဲ့တယ်လို့ဆိုရဲရုပ်တံဖိုင်တစ်ခုကိုစစ်ကောင်စီရဲ့ဝါရဖြန် Telegram channel မှာပေါ်ပြထားပါတယ်ဒီလိုအခြေအနေတွေကြောင့်ဒေတာခန်တွေလည်းထိခိုက်တိုက်ဆုံးနိုင်မကြာခဏဖြစ်နေရပါတယ်။ထုံခါကော်ယွန်းတင်ခွန်ချောင်းနှပေါက်တဲဖြူညောင်ပင်ကွင်းထုံတော်၅မိုင်၆မိုင် ကွင်းတဲ့ဘော်ဒီကန်တဲ့အနီးနားခြေဝါရီကဒေတာခံတွေကတော့စစ်ဘေးရှောင်ဖို့ဘေးလွရနေရာတွေကိုပုံခုနေရပြီးအကူအညီတွေများကြီးလိုအပ်နေတယ်လို့အကူအညီပေးနေသူတွေကမျိုးစိမကိုပြောပါတယ်တဲ့နိုင် မောတောင်ကုံတွယ်လမ်းပိုင်းမှာလည်းစက်ကောင်စီကအယက်သားပုံစံနဲ့တွာလာလှုပ်ရှားနေတာတွေရှိရလို့သိရပါတယ်။ဒါကြောင့်ဒီလမ်းကိုအသုံးပြုမဲ့ရင်းနေအနေနဲ့ကားမှန်ချပြီးမောင်းဖို့စက်ကောင်စီနဲ့ဆက်နွယ်တဲ့ ဘာမှမတင်ဆောင်ဖို့နဲ့စစ်ကောင်စီနဲ့တတ်နိုင်တဲ့မြေဝေးဝေးနေဖို့စစ်ရေးသတင်းတွေနားဆွင့်ပြီးတွာလာကြဖို့တော်လန်ရေးအင်အားစုတွေကတတိပေးထားပါရခင်ဗျာနောက်ထပ်သတင်းသဘောအနေနဲ့ငလင်ဘေးဒဏ်ကြောင့်လူတွေဒုက္ခရောက်နေချိန်မှာစစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့အောင်မြင်အောင်လုပ်မယ်အလုံးဝိုင်းဝန်းပူးပေါင်းပေးကြဖို့လိုရဲလို့ပြောလိုက်ပါတယ် ဒါကိုသူကဧပြီ10ရက်နေ့ကရှမ်းပြည်နယ်တောင်ပိုင်းပိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုးပုံးမြို့ကိုတွားရင်စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းအနေနဲ့တွေ့ဆုံရင်ပြောကြားခဲ့ရပါအခုဆိုရင်ငလင်က Rista Scale 9.9အဆင့်ထိအင်အားပြင်ပြီးစစ်ကောင်စီစရင်အရလူပေါင်း3600ကျော်တည်ဆုံခဲ့ကပျက်စီးဆုံးရှုံးမှုတွေလည်းအများကြီးရှိရလို့သိရပါတယ်။ဒီလိုအခြေအနေမျိုးမှာတော့စစ်ကောင်စီရဲ့ပြောင်စုရွေးကောက်ပွဲကော်မရှင် UEC က ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပမယ်လို့ဧပြီလ10ရက်နေ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်ဒါကြောင့်ပါတီတီထောင်ခြင်းတဲ့သူတွေအနေနဲ့မေလ9ရက်နေ့နောက်ဆုံးထားရှောက်ထားဖို့လိုရဲလို့ UEC ကပြောထားပါဗျ။စစ်ကောင်စီကရောဒီရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့သုတ်တာပတ်2026ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်ဆိုပြီး၄ပိုင်းခွဲပြီးကျင်းပဖို့စီစဉ်ထားရလို့မက်လာဂရေကစစ်ကောင်စုံကပြောကြားထားပါဗျ။ စစ်တပ်ကအာဏာသိမ်းပြီးခရက်ကရွေးကောက်ပွဲကော်မရှင်ကိုပြန်ဖွဲ့ထားပြီးတော့အခုဆိုရွေးကောက်ပွဲဖြစ်မြောက်ဖို့မဖြစ်မနေလှုပ်ခိုင်းနေပါတယ်။ဒါပေမဲ့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့အထွေထွေအတွင်းရေးမှူးဦးမျိုးကျော်ကတော့ဒီလိုအခြေအနေမှာရွေးကောက်ပွဲလှုပ်ဖို့မဖြစ်နိုင်ဘူးလို့ပြောပါတယ်။သူကတော့တစ်ဖက်မှာစစ်ဘေးရှောင်နေရှိတယ်။ပြည်တွင်းစစ်တွေတောက်လျှောက်ဖြစ်နေတဲ့သဘောအားဘေးဒဏ်တွေနဲ့ရှိတယ်။ ဒီကြားရမှာရွေးကောက်ပွဲ လုံးမယ်ဆိုတာအာနာရှင်တွေရဲ့ထုံးစံပါပဲဒါပေမဲ့ UEC တို့ကအခုဆိုရုံကန်းပြင်ပကနေအလုံးလုံးနေရတယ်ဘလို့နဲ့ဘလို့လုတ်ပြီးရွေးကောက်ပွဲဖြစ်နိုင်မှာလဲလို့ပြောပါတယ်စက်ကောင်စီကတော့အာနာတိုင်းပြီးခဲ့ကရွေးကောက်ပွဲကျင်းပပေးမယ်လို့ခဏခဏပြောနေပြီး February လကနေမက်စလာအတွင်မြို့နယ်အချို့မှာအသက်16နှစ်နဲ့အသက်လူကြီးစရင်ကို မြေပြင်ကွင်းစစ်စစ်ဆေးရည်လဲလုတ်ခဲ့ပါတယ် ဒါပေမဲ့မက်ဆာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်နေပြီးတော့မန်လေးစကိုင်းအပါဝင်မြန်မာနိုင်ငံအလဲပိုင်းမှာထိခိုက်ပျက်စီးမှုတွေအများကြီးဖြစ်ခဲ့ပါတယ်။ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA မြန်မာရဲ့ဧပြီ9ရက်နေ့ထုတ်ပြန်ချက်အရဒီငလင်ကြောင့်လူပေါင်း18တန်းလောက်ထိခိုက်ခံစားခဲ့ရရဲ့လို့ခန့်မှန်းထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့မကွေးတိုင်းကပခုတ်ကူမြို့မှာမင်းညဧပြီလ10ရက်နေ့က စက်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပဆ24ကဗိုလ်မှူးတော်စင်ဦးလိုက်ပါလာတဲ့ကားစီကိုတော်လင်းအဖွဲ့တွေကပြစ်ခတ်ခဲ့ပါတယ်။ဒီဖြစ်ရမှာဗိုလ်မှူးတော်စင်ဦးနဲ့ကားရဲပါလာတဲ့အင်ဖြူရော KGB ပိုင်ရှင်ကိုကိုမြင့်ဦးဆိုသူနှစ်ဦးနှစ်ဦးလုံးတေဆုံးသွားတယ်လို့ Aqua People Defense Force အဖွဲ့ကဒီကနေ့ဧပြီ17ရက်နေ့မှာတရင်ထုတ်ပြန်ထားပါတယ်။ဒီတိုက်ခိုက်မှုကည9နာရီလောက်မှာစက်မှုဇုံတွေကယထာဘူရာနဲ့ AFOKDB အနည်းမှာဖြစ်ပွားခဲ့တာပါ အဖွဲ့ကတပတ်လောက်စောင့်ကြည့်ပြီးမှတစ်ခေါက်မှ အပိုင်ပြစ်ခဲ့တာလို့ဆိုပါတယ်ပြစ်ခတ်မှုအတွင်းရင်မောင်းကရောဘုံမှုရဲ့အိတ်ကိုဆွဲယူပြီးထွက်ပြေးသွားတာကြောင့်သူ့မှာရှိတဲ့ပစ္စတိုကိုမရခဲ့ပေမဲ့ကားကိုတော့တင်းဆဲနိုင်ခဲ့တယ်လို့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်ဒီဖြစ်ပြီးနောက်ပိုင်းစစ်ကောင်စီတပ်ဖွဲ့ကရောက်လာပြီးဒီအနီးနားကပြည်သူတွေကို စစ်ဆေးရာတွေပတ်ဝန်းကျင်နေရာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့လည်းသိရပါဗျ။တေဆုံသွားတဲ့ဗိုလ်မှူးတော်စင်ဦးကတော့ခွင့်နဲ့ပခုတ်ကူမြို့ကိုရောက်လာနေသူဖြစ်ပြီး KGB နဲ့မြို့ရဲနေရာတွေကိုတွာလာနေသူလို့တယောက်အဖွဲ့တွေကတယောက်ကဆိုပါတယ်။အခုဆိုပခုတ်ကူမြို့မှာစစ်ရေးအခြေအနေတင်းမာနေတာမို့ပြည်သူတွေအနေနဲ့စစ်ကောင်စီစစ်ကန်တွေတပ်သားတွေနဲ့ဝေဝေးမှာတွာလာနေထိုင်ကြဖို့တော်လိုင်းတပ်ဖွဲ့တွေကတတိပေးထားပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းသဘောအနေနဲ့ဒီနေ့မနက်ရန်ကုန်မြို့လှိုင်မြို့နယ်လော်တီဟိုတယ်မှာအောင်လောင်ငှက်နှစ်ကောင်လာနာနေတဲ့မြင်ကွင်းလေးကလူမှုကွန်ရက်ပေါ်မှာတကယ်ကိုပြန်နှံ့သွားပါတယ်။လူတွေကဒီရုပ်တံလေးကိုကြည့်ပြီးတော့အောင်လောင်ငှက်မောင်နှံဟိုတယ်ရှိလာနာတာတကယ်ကိုနမိတ်ကောင်းလေးပဲလှလိုက်တာနော်။ဘေးကင်းစွာပြန်တန်းနိုင်ပါစေဆိုပြီးစိတ်ကြည်နူးစရာစကားနဲ့ပြန်လည်မျှဝေနေကြတာပါ။ဒီလိုပုံရိပ်လေးတွေကိုမြင်ရသူတိုင်းအံ့ဩဖွယ်ပြုံးနေကြပါတယ်။ ဒီလိုအောင်လောင်ငှက်တွေကချင်းပြည်နယ်ရဲ့အမှတ်တိမ်ကေတာလဲဖြစ်တာမို့တချို့ကတွန်လရင်မှာချင်းလူမျိုးတွေအောင်မြင်မဲ့နမိတ်ပဲလို့ယူဆကြတယ်တချို့ကလည်းချင်းပြည်ကမငြိမ်မသက်မှုတွေကြောင့်မျိုးပေါ်ကိုရောက်လာကြလားမသိဘူးလို့ပြောကြပါတယ်အောင်လောင်ငှက်ဆိုတာကကဘာပေါ်မှာအောင်ချင်းမျိုးစိတ်ငှက်တွေတွေကတမျိုးဖြစ်ပြီးမြန်မာနိုင်ငံမှာဆိုရင်တော့အထူးသဖြင့်တင်းနိုင်ဒေသမှာတွေ့ရတတ်ပါတယ် Y Wing Group ရဲ့အဆိုအရ ဒီလိုအောက်ချင်းငတ်တွေဟာအရွယ်ကြီးမပြီးနှုတ်တီးအမောက်ထူးခြားရဲ့တွင်ပြင်လက္ခဏာနဲ့လှပတဲ့သဘောတွေပါဒါပေမဲ့သူတို့ရဲ့အရေအတွက်ကကဘာပေါ်မှာတဖြည်းဖြည်းနဲပန်းနေတာမျိုးမျိုးတုံးမှုအန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်ပြည်ရင်းသတင်းတွေပြီးမှာတော့နောက်ဆုံးရနိုင်ငံတကာသတင်းသဘောကိုတင်ဆက်ပေးကြပါမယ်အမေရိကန်ဘောလက်တုံပြန်အစီအစဉ်တွေမချမှတ်ဘူးလို့အာဆီယံစီးပွားရေးဝန်ကြီးတွေပြောကြားလိုက်ပါတယ်။ကိုရောင်နီကတင်ဆက်ပေးပါပါခင်ဗျာ။ အမေရိကန်ကတင်ကြုံချမှတ်ခဲ့တဲ့အခွန်တွေပေါ်မြေတိလက်သုံးပြန်အစီအစဉ်မျှမချမှတ်ရန်ဒေတာတွင်အဖွဲ့တစ်ခုဖြစ်တဲ့အာဆီယံအဖွဲ့ကြီးကစီးပွားရေးဝန်ကြီးတွေကကြာသပတေးနေ့မှာကတိပြုပြောကြားလိုက်ကြပါရယ်။ညီနိုင်ဆွေးနွေးဖို့သူတို့ဘက်ကအသင့်ရှိပါတယ်လို့လည်းပြောကြားထားကြပါရယ်။အမေရိကန်ဟာအာဆီယံအဖွဲ့တွင်အကြီးဆုံးတိုက်ရိုက်ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး2024ခုနှစ်မှာဒုတိယအကြီးဆုံး ုံတွယ်ဖက်နိုင်ငံလေးဖြစ်တာကြောင့်လက်တုံပြောင်းခြင်းဟာအကျိုးမရှိဘူးလို့စီးပွားရေးဝန်ကြီးတွေကပြောပါတယ်။မကြာသေးခင်2025ခုနှစ်ဧပြီလ2ရက်နေ့မှာချမှတ်ခဲ့တဲ့အခွန်နှုန်းထားတစ်တွေနဲ့နောက်ပိုင်း2025ခုနှစ်ဧပြီလ6ရက်နေ့မှာခိတဆိုင်းငံ့ခဲ့တာတွေကြောင့်ကမ္ဘာပြင်စမမြောက်အကြီးဆုံးစီးပွားရေးအာဆီယံအဖွဲ့ကြီးအနေနဲ့အလွန်မဲ့စိုးရိမ်ပူပန်ရပါတယ်လို့ဗီဒီယိုကွန်ဖရင့်ကျင်းပပြီးကြေညာချက်ထုတ်ပြန်က စီးပွားရေးဝန်ကြီးတွေကပြောဆိုခဲ့ကြပါတယ်။ ီလိုတွေဖြစ်နေပေမဲ့ကုန်သွယ်ရေးနဲ့ဆက်လင်းနဲ့စိုးရင်ပူပန်မှုတွေကိုဖြေရှင်းဖို့အမေရိကန်နိုင်ငံနဲ့ပွင့်လင်းအပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့သူတို့ဘက်ကအသင့်ရှိပါတယ်လို့လည်းဝန်ကြီးတွေကပြောပါတယ်ပတ်မြပြီးရေရှည်ခံတဲ့ဆက်ဆံရေးကိုတေချာစေဖို့ပွင့်လင်းတဲ့ဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကအခေယာကြပါရယ်ဒီစိတ်ဓာတ်နဲ့ပဲအမေရိကန်ခွန်နှုံးထားတွေပေါ်မြည်တိလက်တုံပြန်အစီအစဉ်မျှမပြုလုပ်ဖို့အာဆီယံအဖွဲ့ကြီးကကြေညာပြုပါတယ်လို့သူတို့ကပြောပါရယ် လက်တော့ပြန်ဆောင်ရွက်တာဟာသူတို့အတွက်ရွေးချယ်စရာနည်းလမ်းတစ်ခုမဟုတ်ကြောင်းတူညီတဲ့သဘောထားအမြင်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားရှိကြပါတယ်လို့လည်းအမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနကတီးခြားကြေညာချက်ထုတ်ပြန်ပြောကြားထားပါတယ်ဒီထုစီဝေးကိုမလေးရှားယင်းနှိမ့်နှံမှု ကုံသွေးရေးနဲ့ဆက်မှုဝင်ကြီးတင်ကူစာဖရုခ်အစစ်ကတဘာပရိဖြစ်ပြုလုပ်ခြင်းပါခဲ့တာဖြစ်ပါတယ်။ လူဦးရေတန်း650ရှိတဲ့အာဆီယံအဖွဲ့ကြီးရဲ့အလှည့်ကျဥက္ကဋ္ဌအဖြစ်မလေးရှားနိုင်ငံကတာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။ထိပ်တန်းတဲ့နောက်ဆုံးရပြည်တွင်းသတင်းတွေနိုင်ငံကသတင်းတွေကိုတင်ဆက်ပေးကြတာပါ။အခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး73စီစီနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမသတင်းတော့ကိုမြတ်သူရကသူစည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါ့စေ4400ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1569.1ကျပ်ပြင်ပပေါ့စေ3368ကျပ်ယူရိုပါတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2323.23ကျပ်ပြင်ပပေါ့စေ9050ကျပ် ဟိုင်းဘတ်ဘတ်ကိုစစ်ကောင်စီတတ်မှတ်စေ67.51ချက်ပြင်ပပေါ့စေ132.30ချက်မလေးရှားဒရင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စေ480.31ချက်ပြင်ပပေါ့စေ1003ချက်ပေါ့စေရှိပါတယ်ဖော်ပြပါငွေလဲလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါ နောက်ဆုံးရပြည်တွင်းရွှေစင်းတုံးတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုံတဲ့အတင်းသတ်မှတ်စေ56သိန်း2000ကျပ်ပြင်ပပေါ့စေ82သိန်း2000ကျပ်စကားပဲတစ်ချက်သားကို ရွှေကုံတဲ့အတင်းသတ်မှတ်စေ52သိန်း68850ကျပ်ပြင်ပပေါ့စေ68သိန်း9000ကျပ်ပေါ့စေရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ ဒီဇယ်တလီတာကို2590ကျပ်ပရီမီယံဒီဇယ်တလီတာကို3200ကျပ်အော်ဒိတ်92တလီတာကို3010ကျပ်အော်ဒိတ်95တလီတာကို3110ကျပ်ပေါ့ဈေးရှိပါတယ်ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်တာကိုစစ်ကောင်စီတတ်မှတ်စေ6980ကျပ်ပြင်ပပေါ့ဈေး 9500ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တမျက်စိမှာ brand တိုင်းမျက်စိမှာသတင်းအစီအစဉ်ကိုတင်ဆက်ပေးတာပါ။ကြီးစုအားပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်။ဒီအစီအစဉ်ကိုတော့ကျွန်တော်ခန့်တွေကစူးစီးတင်ဆက်ပေးကြတာပါ။တမျက်စိမှာ brand တိုင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။